ားလုံးပဲမင်္ဂလာပါ။ online အဘိဓမ္မာအသင်တန်းမှကြိုဆိုပါရစေ။ဦးစင်းကဥခေမာတီတီပါ။သင်တန်းမစတင်မီတရားဤမူလအပိုင်းရှင်အစ်စ်ဖြစ်တော်မူသောသောလောကထွတ်ထားရှင်တော်ဗုဒ္ဓမြတ်စွာဘုရားအားရှိခိုးဥချကတော်ပါ၏အရှင်ဘုရား။ဘကိမိုင်းကိုပြောလာတာဝေဒနာသင်္ကဟပြီးပါပြီ။ဟေတုသင်္ကဟ ိစ္ဆသင်္ကဟဒွာရသင်္ကဟအာရမဏသင်္ကဟပြီးခဲ့ပါပြီအခုပြောဖို့အလှည့်ရောက်လာတာကဝဋ္ထုသင်္ကဟဝဋ္ထုသင်္ကဟစိတ်စိတ်တိတ်တွေကိုပေါင်းယူရဖြစ်တဲ့အတွက်ကြောင့်မလို့သင်္ကဟဘာနဲ့ပေါင်းယူမှာလဲဝဋ္ထုနဲ့ပေါင်းယူမယ်ဝဋ္ထုအပြားအဖြစ်စိတ်စိတ်တိတ်တွေကိုပေါင်းယူရဖြစ်တဲ့အတွက်ကြောင့်မလို့ဝဋ္ထုသင်္ကဟလို့ခေါ်တယ်ဝဋ္ထုဆိုတာဘာလဲသူရဲ့အဝိဇ္ဇဝတ္တန္တိဣထာတိဝဋ္ထု ဝတန်တိဆိုတာကနေတဲ့အထအိနေရာမှာနေတဲ့အတွက်ကြောင့်ဝတ်ထုလို့ခေါ်တယ်။အထအိစကုစသည် တို့၌တဲ့ဝတန်တိစိတ်စေတသိက်တို့မှီနေကြကုန်ဤဣတိတ္တမထိုကြောင့်ဝတ်ထုဝတ်ထုမြည်စိတ်တွေစေတသိက်တွေဟာအိနေရာမှာမှီကြရတယ်မှီနေကြရတယ်။ဒါတော့တင်တင်စားပြီးဥမာလူတွေဆိုရင်တော့ဒီအိမ်မှာနေတယ်ဒီเจ้าမှာနေတယ်ဘုန်းကြီးဆိုဒီเจ้าမှာနေတယ်ဒါဆိုအိเจ้าကိုเจ้าရဲ့နေရာကိုဝိဟာရဝတ်ထုတို့လို့ခေါ်တယ်နေရာပေါ့ စိတ်တွေကြတော့အိမ်မှာသွားပြီးမှီရတယ်စိတ်ဆိုတာကတော့ပရမတ္ထတရားတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုရုပ်တရားလိုအကောင့်ထဲကြီးနဲ့မှီနေတာမျိုးတော့မဟုတ်ဘူးပေါ့လေသို့တော့စိတ်စိတ်တိတ်တွေကအိမ်ညာမှာဖြစ်တဲ့အိမ်ညာမှာမှီရတယ်ဒါကြောင့်မလို့အိမ်ညာကိုဝတ္ထုလို့ခေါ်တယ်စိတ်စိတ်တိတ်တို့ဤမှီရဖြစ်သောရုပ်တရားတွေကိုဝတ္ထုလို့ခေါ်တယ်ဝတ္ထုဆိုတာမှီရပဲကောင်းပြီပြန်ကြည့်ကြည့်ကြရအောင်ဝတ္ထုဆိုတာဘာလဲမြေကြီးကအသက်ကြီးတတ်မဲ့တို့ဤတရားမှီရဖြစ်တဲ့ကဲ့သို့သကုပ္ပတာရစတဲ့ 6ပါးသောယုတ်တို့သည်အယုတ်ကလေးတွေဟာစိတ်တွေစေတသိက်တွေရဲ့တရားမှီရာဖြစ်နေတယ်စိတ်တွေအဲ့မှာဖြစ်ရတယ်အဲ့မှာမှီရတယ်အဲစိတ်တွေစေတသိက်တွေရဲ့တရားမှီရာဖြစ်တဲ့အကြောင်းမလို့ဝတ္ထုယုတ်လို့ခေါ်ပါတယ်အဲ့တော့ဝတ္ထု6ပါးရှိမယ်သူမူရင်းကျမ်းကမှဘယ်လိုပြပါသလဲဝတ္ထုသင်္ကေဝတ္ထုနိနာမှာဝတ္ထုဆိုတာဘာတွေလဲလဲသကုသောတာဂါနဇိန်ဝါကာယဟရယဝတ္ထုတဲ့ဝတ္ထု6ပါးရှိတယ် အရာကောင်းတော့စကုပတာရယုတ်ကိုအရာကောင်းပါတယ်မျက်စိအကြည်ယုတ်ပါပဲပတာရယုတ်ပါတောတာဝတ္ထုတောတာပတာရယုတ်ကာရဝတ္ထုဆိုတာကကာဏပတာရယုတ်ဇိမ္မာဝတ္ထုဆိုတာဇိမ္မာပတာရယုတ်ကာယဝတ္ထုဆိုတာကာယပတာရယုတ်ကိုအကြည်ယုတ်နော်ဒီကုလုံးပြန်နှံ့ပြီးတည်နေတဲ့ယုတ်ဟာရဝတ္ထုဟာရဝတ္ထုဆိုတာကဟာရဝတ္ထုယုတ်သူကတော့နှလုံးသွေးမှာမိပြီးတော့မှဖြစ်တယ်လို့ဆိုပါတယ်။သူနဲ့ပတ်သက်ပြီးတော့ ကျန်းကန်တွေမှာအမျိုးမျိုးဖွင့်ဆိုပုံလေးတွေအယူဆမတူညီတာလေးတွေလည်းရှိပါတယ်။ဒါကြပါဆိုဝိထုယုတ်၆ပါးရှိတယ်။အဲ့တော့မြဝနဲ့လည်းမှာရှိတဲ့သကုပ္ပတာရယုတ်သကုမျက်လုံးအကြည့်ယုတ်ဟာသကုဝတ္ထုပါပဲ။နားမှာရှိတဲ့သောတာပ္ပတာရယုတ်နားအကြည့်ယုတ်ဟာသောတာဝတ္ထုပါပဲ။ခန္ဓာဝတ္ထုပါပဲ။ရှာမှာရှိတဲ့ဇိမ်ဝပ္ပတာရယုတ်ရှာအကြည့်ယုတ်ဟာဇိမ်ဝဝတ္ထုပါပဲ။ဒီကုလုံးမှာပြန့်နှံ့တည်နေတဲ့ကာယပ္ပတာရယုတ်ကိုအကြည့်ယုတ်ဟာကာယဝတ္ထုပါပဲ။ နှလုံးသွင်းမှာတည်တဲ့ဟာရယဝုထုယုတ်ဟာဟာရယဝုထုပါပဲဒါသူရဲ့အရာကောက်ဝုထုယုတ်6ပါ။ဟောပြီ။သူရဲ့အကျဉ်းခံမှာဝုထုယုတ်6ပါးကိုပြပြီးတဲ့အခါကျတော့အဲ့ဒီဝုထုယုတ်တွေကဘယ်ဘုံတွေမှာရှိသလဲဝေဖန်ပြီးတော့ပြပါတယ်ဝုထုနဲ့ဘုံနဲ့။တာနေတဲ့အဲ့ဒီဝုထုတွေကကာမလောကီကာမဘုံမှာတော့အတ္တဗန္ဒီပြီးလက်ဗန္ဒီအလုံးစုံရတယ်။ကာမဘုံတဲ့။ကာမဘုံက7ဘုံရှိပါ။ ကမ္မသတ္တဘုံတရပါလဲအပယ်၄ဘုံအရေတရိစံပိတ္တအတုရကဲလို့ခေါ်တဲ့အပယ်၄ပါလူပြတ်တဘုံပေါ့နတ်ပြတ်၆ထပ်အပယ်၄ဘုံရဲ့လူပြည်ရဲ့နတ်ပြည်ရဲ့မှာဝုထုယုတ်၆ပါးလုံးရတာမျက်စိနားနှာခေါင်းရှားကိုယ်ဟာရယဝုထုအာလုံး၆ပါးလုံးစုံစုံလင်လင်ရတာဘာမှလဲကမ္မသတ္တဘုံမှာ၆ပါးလုံးစုံစုံလင်လင်ရှိတယ်မြင်တာရောကြားတာရောနည်းနာရောစားတော့အကုန်လုံးပေါ့ထိတိတို့မှာအကုန်ရှိတယ် ောက်တစ်ခါသူ့ရဲ့မူရင်းကြံကံမှာရူပလောကေပါဏခန္ဓာဒိဋ္ဌိယနတ္ထိရူပဘုံမှာတဲ့ခန္ဓာဒိဋ္ဌိယတဲ့ကာဏစေဝါကာယเนาะတယံဆိုတာ၃ခုကာဏစေဝါကာယ၃ခုကနတ္ထိမရှိပါဘူးတဲ့ရူပဘုံမှာတော့အကျဉ်းပြည့်မဲ့ပြောပါရူပဘုံအားလုံးပေါင်း16ဘုံရှိပါတယ်။အတ္တညာတက်ကိုဖယ်ထားလိုက်ပါဒီထဲမှာစဉ်းနေမထည့်ပါဘူး။အတ္တညာတက်ကိုဖယ်ထားလိုက်ရင်ရူပ15ဘုံကျန်တယ် ိတ်15ပုံမှာ3ခုမရနိုင်ဘူး။ဘာတွေမရနိုင်ဘူးလဲ။ခန္ဓာဇင်ဝါကာယမရဘူး။ခန္ဓာဇင်ဝါကာယအဲ့ဒီ3ခုကိုမရဘူး။ဘာတွေရလဲ။စကုဝတ္ထုရပါလား။တောတဝတ္ထုရတယ်။ဟရယဝတ္ထုရတယ်။3ခုမရဘူးဆိုရင်3ခုရတာပေါ့နော်။ဒီ3မျိုးကရနိုင်တယ်။ရူပဗမာတွေကကမ္မဂုံကိုတတ်မှတ်တဲ့တတ်မှတ်ခြင်းကင်းတဲ့ဘာဝနာရဲ့အစွမ်းကြောင့်ခန္ဓာဇင်ဝါကာယဝတ္ထုတွေမရှိဘူး။ဒါကတော့ ကမ္မထန်ကြီးအားထုတ်တာတဲ့အခါကျတော့မြမပြည်ချဖို့အတွက်ကမ္မထန်ကြီးအားထုတ်ရအားထုတ်ရကျတော့ကမ္မဂုဏ်တွေကိုသူကတတ်မှတ်ခြင်းကင်းတယ်အဲ့ဒီဘာဝနာရဲ့အစွမ်းကြောင့်ဆနာစခုနဲ့သောတာကိုတော့ဖျားဖူးကိုတရားနာဖို့အတွက်ဆိုပြီးတော့ကျေးဇူးများတဲ့အတွက်ကြောင့်မလို့ခြံထားတဲ့ကျန်တာတွေအကုန်လုံးကသူ့ရဲ့အစွမ်းကြောင့်ဖြစ်လာတဲ့အခါမှာမပါလာတော့ဒါကြောင့်ခန္ဓာစကုတောတာတော့ဖျားဖူးဖို့တရားနာဖို့အတွက်စကုဝတ္ထုသောတာဝတ္ထုတွေရှိတယ်စိတ်တွေမှီဖို့အတွက်ဟရိယဝတ္ထုရှိတယ်ကျန်တဲ့ခန္ဓာအစဉ်ဝါကာယမရှိဘူး မရှိပဲမရှိ냐တော့လေနှာခေါင်းကြီးမရှိဘူးလားရှားကြီးမရှိဘူးလားကိုလုံးကြီးမရှိဘူးလားဟိုအဲ့လိုပြောတာမဟုတ်ဘူးပုံသဏ္ဍာန်အားဖြင့်တော့ရှိတယ်ပုံစံကတော့နှာခေါင်းပုံစံကြီးရှိတယ်ရှားပုံစံရှိတယ်ကိုလုံးပုံစံရှိတယ်ဒါပေမဲ့ကာဏဝတ္ထုဇိမဝတ္ထုကာယဝတ္ထုအဲ့လိုမျိုးတော့မရှိဘူးပုံသဏ္ဍာန်ပုံသဏ္ဍာန်လောက်ပဲကြံတယ်နော်ဒီမှာအနှံ့မရနိုင်ဘူးသူဒီရူပမြန်မာတွေကထမင်းနေဟင်းနေလိုမျိုးသွားစားလို့မရနိုင်ဘူးအဲထိတိတာမျိုးသူတို့မသိဘူးပေါ့ ။ဒါပြလို့ဆိုဒီဝတ္ထုတုံကိုမရှိဘူးပုံသဏ္ဍာန်ပုံသဏ္ဍာန်ပဲရှိတယ်။နောက်ဒီမှာတစ်ခု15ပုံပဲရေးထားတယ်လို့ကြောင်း16မှာအတ္တညာတ္တဆိုတာရှိပါတယ်။ဒီအတ္တညာတ္တဆိုရင်တော့ကတော့ဇီဝတကလတ်တို့ဘာလို့ပဲရှိမှာအတ္တနဲ့ဆိုင်တဲ့ယုတ်ပဲရှိမှာဆိုတော့သူကတော့သကုတောတာခန္ဓာစင်မှာကာယဒီမှာပါနေတဲ့ဝတ္ထုသူမှာမရှိနိုင်ဘူးပေါ့လေဒါတော့သာမာတော့အကျံပြင်းပဲပြတော့ကြောင်းမလို့အကျံပြင်းမှတ်ထားလိုက်ပါရူပဘုံမှာ၃ခုမရဘူး ကာနအစိမ်ဝါကာယမရဘူးဘာပဲရတာလဲစကုသောတာဟရယ၃ပါးပဲရပါတယ်ကနောက်တစ်ခုဆက်သွားပါမယ်အာရူပလောကေပါဏအတ္တပါဏိပိဏတံဝိဇ္ဇန္တိအားလုံးပဲမရှိဘူးတဲ့ဘာမှလဲအာရူပပုံပါအာရူပက၄ပုံရှိပါအာရူပ၄ပုံမှာတဲ့ဝိထုယုတ်တွေမရဘူးတဲ့ဝိထုဆိုတာကယုတ်အာရူပဆိုတာကနာန်ကြီးပဲရှိတဲ့ပုံ နံခန္ဓာတွေကြီးပဲရှိတာဖြစ်တယ်မှာယုံယုံနဲ့ပတ်သက်တာမရနိုင်ဘူးဒါကလွယ်လွယ်လေးပါပဲဘာဖြစ်လို့လဲဆိုဝိထုဆိုတာယုတ်ကိုပြောတာလေအရုပ္ပါဒရာနံအနံသက်သက်ပဲရှိတဲ့ဘုံဖြစ်တဲ့အတွက်ဝိထုကမရမရှိပါဘူးအရုပ္ပါမြမာကြီးတွေမှာယုတ်ကိုတတ်မှတ်ခြင်းကင်းတဲ့ဘာဝနာရဲ့အစွမ်းကြောင့်သူတို့အားထုတ်လာကြတဲ့ယုတ်ပုံမှာအပြည့်မြင်ပြီးတော့အားထုတ်လာတယ်ဒီယုတ်တရားတွေရှိလို့ဘာဖြစ်တယ်ညာဖြစ်တယ်စသဖြင့်အပြည့်မြင်ပြီးတော့အားထုတ်လာတဲ့အခါကျမှဒီဘာဝနာရဲ့အစွမ်းအကျိုးပေးတဲ့အခါကျတော့ယုတ်မပါဘူးအဲယုတ်မရှိပဲနံသာရှိတဲ့ဘုံကိုရောက်တယ်အဲအရုပ္ပါ ပုံမှာဖြစ်တဲ့စိတ်တွေဟာဝတ္ထုရုပ်ကိုမမှီပဲနဲ့ဖြစ်နိုင်တယ်။ဘုံနဲ့ဝတ္ထုနဲ့ကို ပြပါတယ်။အားလုံးသောတရားဓမ္မအပေါင်းယောဂီအပေါင်းတို့သည်ကိုယ်စိတ်နှင့်ပြအကျမ်းပါချမ်းသာပေးရန်ကင်းကွာကြပါစေ။နှလုံးစိတ်ဝင်ငြိမ်းအေးကြပါစေ။တရားထုတရားမြများလင်းမြန်စွာရရှိကြ၍သူတစ်ပါးသားတရားထုရအောင်သာသနာပြုနိုင်တဲ့အရိယာသူတော်ကောင်းကြီးများဖြစ်ကြပါစေ။